ခုလိုချောင်းရင်နေချောင်းညီမဖြစ်သူတန်နာပိုးရဲ့မင်္ဂလာပွဲမှာဝမ်းနေမဆုံးဖြစ်နေတဲ့ချော်ရနာမင်္ဂလာပါရှင်ပါမစ်နာမပြလင်ကျူစွန်လိုက်ပါတယ်ညီမဖြစ်သူတန်နာပိုးနဲ့ကောင်းပြေတို့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်နေတဲ့အခုလိုချောင်းရင်နေချောင်းငိုနေရတာကတော့တင်းအောင်ဆောင်မင်းသမီးချော်ရနာပါ ညီမဖြစ်သူတန်နာဘိုးရဲ့မင်္ဂလာပွဲမှာအခုလိုမာကြီးဖြစ်တဲ့ချောရနနာကငိုခဲ့တာကြောင့်လည်းပရိသတ်တွေကထင်ကျေးမျိုးမျိုးပေးကြပါတယ်။အထူးသဖြင့်ကောင်းပြေကညီမဖြစ်သူတန်နာဘိုးကို73နှစ်လောက်တွဲပြီးမင်္ဂလာပွဲကိုအချင်းယုံကျင်းပလို့ငိုရလာ။ကောင်းပြေနဲ့တန်နာဘိုးကိုသဘောမတူလို့ငိုရလာ။စသည်ဖြင့်ထင်ကျေးပေးကြတာပါ။ အလုံးသီးခြားတဲ့ချောင်းရနာဟာနုပညာလောကမှာအကယ်ဒမီစုရရှိထားတဲ့တရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ဒါပြင်ချောင်းရနာဟာကြာရဆက်ရုပ်ကာရိုက်တာဆက်ရုပ်ကိုတရုပ်ဆောင်နိုင်တဲ့မင်းသမီးတစ်လက်ပါ။ဒီလိုမင်းသမီးချောင်းရတနာမှာတိတ်ချရတဲ့ညီမလေးတယောက်လည်းရှိနာဖြစ်ပါတယ်။အဆိုပါညီမလေးကတော့မော်ဒယ်တန်နာပိုးပါ တရုတ်ဆောင်မင်းသမီးချောင်းရတနာဟောင်းသနာဘုတ်ကုံမိခင်ကြီးမရှိစဉ်ကတည်းကအမကြီးအမိယာတပွဲတွင်တင်ဆုံးမဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ချောင်းရတနာဟာညီမဖြစ်သူသနာဘုတ်ကိုတိတ်ချတာကြောင့်အမှုပညာလောကမှာသူ့လိုပဲအောင်မြင်စေတည်ပြီးမကြာခဏပွဲထုတ်လေးရှိတာဖြစ်ပါတယ်။ဒီလိုတရုတ်ဆောင်မင်းသမီးချောင်းရတနာတိတ်ချတဲ့ညီမလေးသနာဘုတ်ကတော့ခုချိန်မှာမင်္ဂလာလက်မှတ်ရေးထိုးကောင်မင်္ဂလာဆောင်လိုက်ပါပြီ။တနာဘုံရဲ့ချစ်သူတတူသားလောင်းကတော့တရုတ်ဆောင်မင်းသားကောင်းပြေပဲဖြစ်ပါတယ်။ ကောင်းပြည့်ဆိုတာကအလုံးသိကြတဲ့အတိုင်းရုပ်ရည်ချော်မော်လာပါခံကြတဲ့တေယုဆောင်မင်းသားတလက်ပါဒါကြောင့်လေမိန်းကလေးပြိတ်သက်တွေချစ်ခင်အားပေးကြတဲ့မင်းသားတလက်ဖြစ်ပါတယ် ဒီလိုအားပေးတဲ့ပြိတ္တများနဲ့မင်းသားတလန့်ဖြစ်တဲ့တရုတ်ဆောင်ကောင်းပြီဟောင်းချောင်းရတနာရဲ့ညီမလေးတန်နာပူနဲ့မင်္ဂလာဆောင်လိုက်တာဖြစ်ပါတယ်။တကယ်ဆိုရင်ကောင်းပြီနဲ့တန်နာပူတို့ဟာအခုမှချစ်ကြိုက်ကလက်ထပ်ကြတဲ့ဇုံတွဲမျိုးတော့မဟုတ်ပါဘူး။ကောင်းမြင့်တဲ့တန်တာပိုးတို့စုံတွဲလေးဟောင်းနှုပညာလောကထဲမှာတွဲနေတာဆယ်စုနဲ့တစုလောက်ကြာနေပါပြီ။ဒါပေမဲ့လည်းသူတို့ချစ်သူနှုတ်ဟာအချိန်မတန်သေးတာကြောင့်လက်မထပ်ပဲချစ်သူသမီးစားဘဝကို အချိန်ကြာကြီးဖြတ်တန်းလာတာဖြစ်ပါတယ်။ ဒီလိုလက်ထပ်ဖို့ကြာနေတဲ့အခြေအနေကြောင့်ပြည်သက်တွေကတော့တနာပူနဲ့ကောင်းပြည့်တို့စုံတွဲကိုဝေဖန်ပြစ်တင်တာတွေလုပ်ခဲ့ပါသေးတယ်။အထူးသဖြင့်မိန်းကလေးတယောက်ကိုအချိန်ကြာကြီးတွဲပြီးလက်မထက်တဲ့တရုတ်ဆောင်မင်းသားကောင်းပြည့်ကိုလူတွေကပြစ်တင်ဝေဖန်ကြတာပါ။ဒီလိုဝေဖန်မှုတွေကြားတဲ့အခါပဲခုချိန်မှာတော့တရုတ်ဆောင်ကောင်းပြည့်နဲ့တနာပူတို့ဟာသူတို့ရဲ့ချစ်သူတက်တန်းဘဝနှစ်တွေအကြာကြီးကိုအဆုံးသတ်ကောင်းမင်္ဂလာဆောင်လိုက်ပါပြီ။ဒီလိုမင်္ဂလာဆောင်ပွဲကိုတော့နှစ်ဖက်သောမိဘဆွေမျိုးအတိုင်းအဝန်ရှိမှကျင်းပခဲ့တာပါ။ ဒီလိုမင်္ဂလာလက်မှတ်ရေးထိုးခွဲခန်းနာမှာတော့တန်တာဘူရဲ့အမဖြစ်သူချောင်းရတနာတယောင်တတော်လေးကိုဝမ်းနေပက်လက်ငိုကြွေးနေတာကိုလည်းမြင်တွေ့ခင်ရတာဖြစ်ပါတယ်။ဒီလိုတရုတ်ဆောင်မင်းသမီးချောင်းရတနာရင်ငိုကြွေးမှုပေါ်မှာတချို့ကလည်းကောင်းပြည့်နဲ့သဘောမတူလို့လား။ဒါမှမဟုတ်ညီမဖြစ်သူတန်တာဘူနဲ့ကောင်းပြည့်ရဲ့မင်္ဂလာပွဲကိုတခုခုစိတ်တိုင်းမကြလို့လားစသည်ဖြင့်တုံလုံးတုံလုံးဖြစ်ကြရတာပါ။ တကယ်တမ်းမှာတော့တယုံဆောင်မင်းသမီးချောင်းရတနာကြတဲ့မျက်ရည်ကတော့အမကြီးတယောက်ကညီမလေးအတွက်ကြတဲ့ဝမ်းသာမျက်ရည်လို့ဆိုရမှာဖြစ်ပါတယ်။ ချောင်းရတနာနဲ့တန်နာဘိုးတို့မှာအမေမရှိတော့ဘဲအဖေနဲ့ပဲကြီးပြင်းလာရတာဖြစ်ပါတယ်။ဒါကြောင့်လေတန်နာဘိုးကိုချောင်းရတနာကအမေလိုတစ်မျိုးအမလိုတစ်ဖုံတုံတင်ဆုံးမှကျွေးမွေးပြုစုစောင့်ရှောက်ခင်ရရှာတာဖြစ်ပါတယ်။ဒါပြင်ချောင်းရတနာဟာညီမလေးဖြစ်သူတန်နာဘိုးအိမ်တော်ကြီးကံကောင်းမှုလင်ကောင်းသားကောင်းရဖို့ညီမလေးကိုတန်ဖိုးထားချစ်ပေးမဲ့ယောက်ျားတစ်ယောက်ကိုလည်းစောင့်မျှော်ခဲ့မိမှသိကြပါပဲ။ အခုအချိန်မှာတော့တာနာဘိုအနေနဲ့သူမကိုတန်မိုးထားအမျက်တနှိုးချစ်ပေးတဲ့ကောင်းပြင်းနဲ့မင်္ဂလာဆောင်လိုက်နိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်လေချောင်းရတနာတယောက်ညီမလေးရဲ့မင်္ဂလာပွဲမှာဝမ်းသာဝမ်းနဲ့မျက်ရည်ချခဲ့တာပါ။ဒါပြင်ညီမလေးမင်္ဂလာဆောင်တော့ချောင်းရတနာတယောက်တောင်းလေသူမိခင်ကြီးကိုလည်းတန်းတားမိရှာမှာပါ။